ွယ်နေတာလေဆိုလို့ရှိရင်လိုင်စင်မဲ့ကြောက်စိတ်ဒုက္ခမှုလိုင်စင်မဲ့ကြိုးတရောင်းချမှုလိုင်စင်မဲ့မြေရှားတတ်တို့ဒုက္ခမှုမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တန်းတို့မှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အခုလောလောဆယ်မှာပဲเนาะနေပြီးတော့လေဝေးလေဝင်းမျိုးနဲ့ရင်းနေတတာရှင်နေလေးတတာစစ်စစ်ရေးကိမ်းမှာမွေးရစေးတွေတန်း6000ကျော် တန်း6300ကျော်မူရီစီတွေဖက်စီရမိတယ်။ဆိုတော့အဲ့ဒီမူရီစီဘိန်းတို့မဟုတ်နိုင်ငံရေးလက်နက်ဖြင့်သူတို့တန်းရင်သာလက်နက်ကန်ဖွဲ့ဤကန်တပုံတွေကအုံချနေတယ်။အဲ့ဒီအတွက်သူတို့ကိုနော်တပုံတွေကိုအမြင့်ဖြတ်မယ်ဆိုရင်ကျမတို့မူရီစီကိုပါနှိမ်နှင်းဖို့လိုအပ်တယ်။ ဒီမူရီစင်းနဲ့တစ်ဆက်ထဲမှာဘာပါလဲ။ဘာတွေတွဲပါလာလဲဆိုတော့မူရီစင်းတွေတုံးနေတုံးလာတော့အကျင့်စာရိတ္တတွေပြပြလာတယ်။အဲ့ဒီအတွက်အာကတိမှုတွေမလိုအပ်ဖဲနဲ့ကျူးလွန်လာကြတယ်။ဒါကြောင့်မလို့အာကတိမှုနော်မူရီစင်းအဓိကအာကတိမှုကျူးလွန်ရတဲ့အကြောင်းရင်းနှစ်ချက်မူရီစင်းနဲ့အလောင်းကစား။မူရီစင်းတွေတုံးနေအလောင်းကစားတွေလုပ်တဲ့အဲ့ဒီအတွက်ငွေကြေးတွေလိုတယ်ငွေကြေးတွေလိုတော့မလိုအပ်ဖဲနဲ့အာကတိတွေကျူးလွန်ကြတယ်။နော်ဆိုတော့ဒီမှာတစ်ဆက်ထဲပဲတစ်ဆက်ထဲပဲ။ မွေးစေးသုံးမှုလောင်းကစားလုပ်မှုလောင်းကစားတွေလုပ်တဲ့မွေးစေးတွေသုံးတဲ့ငွေစည်းတွေလိုအပ်တဲ့လိုအပ်တော့အာဂတိတွေလိုက်စားတယ်ဒီဥစ္စာကိုလည်းပဲနိုင်ငံတော်ဆက်အလို့သားဆက်ကျွန်တော်တို့စီမံကိန်းတွေချပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့နိုင်ငံရေးဂရိကူဝိမျိုးကိုလက်ရှိရွေးကောက်ပွဲဝင်မဲ့ဘယ်ပါတီကပေးနိုင်မလဲကျွန်တော်တို့ပြည်သူကစောင့်ကြည့်ပါမယ်ပေးနိုင်မဲ့အဲ့ဒီလိုနိုင်ငံရေးဂရိကူဝိပေးနိုင်မဲ့ပါတီကိုကျွန်တော်မြို့တူမအောင်ဒီကရှက်တီအားပေးမယ်เนาะဆိုတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဒီအာဂတိမှုတွေအတွက်เนาะလက်ရှိ ဟိုနိုင်ငံတော်ရဲ့အခွင့်အရေးအတွက်ဆိုပြီးအစိုးရကနေပြီးတော့ဝတ်တောက်ကားတွေကိုဟိုဖမ်းဆီးပြီးပေါ့လုပ်နေတာပေါ့နော်နိုင်ငံတော်အတွက်အခွင့်အရေးမရလို့ဝတ်တောက်ကားတွေဖမ်းမယ်နော်ဝတ်တောက်ကားတွေဖမ်းတာကနော်အခုလိုမျိုးဒီလူလက်တန်းစားရင်းနဲ့နော်အထက်ကလူငယ်ချင်းများတာသမီးတွေကတော့ဒီလိုမျိုးလူတလူမျိုးဥပဒေကိုလူရဆွဲပြီးတော့တုံးနေပြီမယ်အောက်ချိန်မှာဆိုင်ငယ်ရွယ်လေးတွေဆိုင်ငယ်သမားတွေစိုက်တွဲတွေနဲ့ဈေးရောက်ကြတဲ့လူတွေအခြေခံလူတန်းစားတွေအဖို့ကြတော့ ထမင်းရိုးကိုရိုက်ခွဲခံရမယ်ကိန်းဖြစ်နေတယ်နော်ဆိုတော့အချက်ကလူသားသားရဲ့ဘဝနော်အထူးသဖြင့်ဒီဆိုင်ကလေးတွေနဲ့လက်ရှိမှာကျွန်မတို့ကျွန်မတို့ရှင်တွေ့ရတယ်နော်မုံလဆောင်ရောင်းကြတဲ့လူတွေရှိရယ်အာမနက်ခင်းဆိုရင်ဟင်းတီးဟင်းရဲရောင်းကြတဲ့လူတွေရှိရယ်တသားရောင်းတဲ့လူရှိရယ်ဝတ်သားရောင်းတဲ့လူရှိရယ်ဆိုင်ကလေးတွေဘေးတွဲလေးတွေနဲ့မောင်းကြတယ်ဆိုတော့အဲ့ဒီတို့ရှိတာလေးကိုတင်းကြီးခံရမယ်ဆိုရင်ထမင်းရိုးရိုက်ခွဲခံရမယ်မိသားစုထမင်းငတ်လာရင်မလိုအပ်ဖယ်နဲ့ခိုးမှုတွေလူမှုတွေ ကျူးလွန်မယ်တစ်ဆက်တည်းမှာဆိုတော့အဲဒါကြီးအခြေခံလူသားသားကိုတက်ညာတော့အဖြစ်ရဲ့နော်အခြေခံလူသားသားကိုတက်ညာတော့အဖြစ်ရဲ့အစိုးရအနေနဲ့နော်အာလက်ရှိမှာအာရှိပီးသားပေါ့ရှိပီးသားစည်ရင်းကိုလက်ရှိမှာရှိပီးသားဝတ်တော့ဆိုင်ကယ်ပေးရတဲ့စည်ရင်းဝတ်တော့ကစည်ရင်းနော်ဒါတွေကိုစည်ရင်းပြုစုပြီးတော့တခြားသောနီးနဲ့ထဲချုပ်ဖို့လိုအပ်ပါတယ်တက်လက်စာထဲမှာဝတ်တော့ကားတွေနော်ကားတွေကိုအဲ့ဒီလိုမျိုးဝတ်တော့တွေလုပ်တဲ့အတွက်နိုင်ငံတော်မှာအခွင့်အဝင်ဝင်နေလာတယ်ဆိုလို့ရှိရင် လိုင်းစင်မဲ့ကြောက်စိတ်ဒုက္ခမှုလိုင်းစင်မဲ့ကြိုးတရောင်းချမှုလိုင်းစင်မဲ့မြေရှားတထုတ်ဒုက္ခမှုထဲထုတ်ဖို့လိုပါတယ်ဒါဒီကအဓိကအရင်းမြစ်တွေဖြစ်တယ်ဘလောင်းတော်ကတ္တဘအမျိုးသားဥယျာဉ်เนาะအမျိုးသားဥယျာဉ်ဘေးမဲ့တော့ဘေးမဲ့တော့အရင်ကျင်းမှုအမွေနဲ့အမျိုးသားဥယျာဉ်လက်ရှိမှာ PDF အမိခံပါကဖအမိခံနေကြောတတိရောင်းချနေတဲ့အတွက် အလောင်းတော်ကသမအမျိုးသားဦးရင်ဘေးမဲ့တော်ရဲ့တတော်ဧရိယာ80ရာခိုင်နှုန်းကကြောင်တလင်းခါနေပြီကြောင်တလင်းခါနေတယ်ဆိုတဲ့အကြောင်းကိုလည်းပဲသူတို့ပီဒီရဲ့အချင်းချင်းကပြန်ပြီးတော့လက်ရှိမှာအဲ့ဒီဘိုးနကားရဲ့အဖွဲ့ကိုရိုင်းကထုတ်ပေါ်ပြောဆိုလာတာရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးကားဝဲတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်ဆိုင်ကဝဲတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်လိုင်စင်မရှိတဲ့အတွက်နိုင်ငံတော်အတွက်ခွန်ကြီးဝင်နေလာတယ်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့ကြောတက်တွေကိုလက်နက်ကင်ပြီးတော့လိုးတလိုးလှောက်စားနေကြတဲ့ဟာတွေကိုလည်းပဲအစွဲကတင်းကျပ်ဖို့လိုတယ် နောက်တစ်ခုကမြေပေါ်မြောက်တရားကားတွေတိုးပေါ်ရောက်ချမှုထူးသဖြင့် KIA မြေရှားတပ်ထုတွေတိုးပေါ်ရောက်ချတယ်မြေရှားတပ်ထုကငွေငွေတိတ်ကိုများတယ်တန်ကြီးများတယ်အဲ့ဒီမြေရှားတပ်ထုရဲ့နောက်ဆက်တွဲမှာတဘာဝပတ်ဝန်းကျင်ထိခိုက်တယ်လူနေလူတို့ရဲ့ကျန်းမာရေးစနစ်လက်ရှိမှာကချင်ပြည်နယ်ခြေခွေမှာရေကြီးနေတယ်အားလုံးဒီကချင်ပြည်မှာခြေခွေမှာရေကြီးတာကတဘာဝအလျောက်ရေကြီးရေရှမ်းခြင်းမဟုတ်ဘဲနဲ့လူလုံးတယ်ပဲเนาะမြေရှားတပ်ထုတွေ အစမတန်တူပေါ်ရောင်းချတဲ့အတွက်တဘာဝပတ်ဝန်းကျင်နေထိလိုက်တယ်။အဲ့ဒီချီးဖွေးမှာပဲဒေတာခန်တွေကနော် KIA အနေနဲ့မိသားတက်ထူတွေမတူဖော်ဖို့တရုတ်ကိုရောင်းမစားဖို့ဆိုပြီးတော့ကန့်ကွက်ဆန္ဒပြလို့ဆန္ဒပြတဲ့လူ400လောက်ကိုလူ100 200မဟုတ်ဘူးလူ400လောက်ကို KIA ကရိုက်နှက်ပြီးတော့ခေါင်းဆောင်အယောက်50ကိုဖမ်းသွားတယ်။ချီးဖွေးပါဖြစ်သွားတာနော်။ဖမ်းပြီးတော့နောက်နောက်ကျွန်တော်တို့ KIA က မိသားသက်သူတွေရောင်းချမှုနဲ့ပတ်သက်လို့နောက်နောက်တခွန်းမှမဟပါဘူးမွေဖန်ပါဘူးဘာမှမပြောပါဘူးဆိုတဲ့ခတိကိုပေးပြီးတော့ခံဝင်ခတိထိုးပြီးပြန်လွှတ်လိုက်တယ်။နော်အဲ့ဒီလိုနဲ့ချီးခွေမှာကချင်ပြည်နယ်ချီးခွေလို့ပန်ဝါတို့မိသားသက်သူတွေအစမတန်ရောင်းစားရောင်းသူရတဲ့ပတ်စံတွေအကုန်လုံးသူတို့အိတ်ထက်ထက်ရတဲ့ရတဲ့ပတ်စံတွေကနေပြီးတော့လမ်းလမ်းမောင်ကိုတွေလို့နိုင်ငံတော်ကိုပြန်ပြီးပုံကန်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့တယံစာရတွေမျိုးပေါ်မြောက် တရားစာရတွေကို license မရှိဘဲနဲ့နိုင်ငံတော်အတွက်အခွင့်အရေးနစ်နာပြီးတော့လက်နက်ကင်ပြီးတော့နော်ရေချာတတ်ထုတွေရေချာတတ်ထုကိုဘာကြောင့်အဓိကထားပြီးပြောသေးဆိုရင်ဥမာကြောက်စိမ့်လည်းပဲတူးတာပဲရေချာလည်းပဲတူးတာပဲဘာကွာလဲဆိုရင်ရေချာတတ်ထုကရေရောမြေရောကိုပျက်စီးစေရေချာတတ်ထုတူးလိုက်လို့ရှိရင်အဲ့ဒီမှာရှိတဲ့ရေကလည်းပဲရေနဲ့တတ်တော်ဝါးတွေတေရော အဲ့ဒီရေထဲကိုကြာရင်လည်းရေနေတတော်ဝါတွေတည်ရဲ့မြေကြီးဆိုလို့ရှိရင်လည်းအဲ့ဒီကုန်းမြေမှာတီးနံစိုက်ပျိုးစားလို့မရအောင်မြေဩစာပြည့်စုံရဲ့ဒါကြောင့်မလို့ဘသူကောင်မှကောင်းကျိုးမပြုတ်တဲ့အခုလိုမျိုးလိုင်းစင်မဲ့ဝတ်တောက်တွေကိုလဲတဲ့ရှိုးရအနေနဲ့က နော်ကားဝတ်တောက်စီမံကိန်းလိုပဲအဲ့ဒီလိုမျိုးဝတ်တောက်တယ်ဝတ်တောက်တယ်ဝတ်တောက်တယ်အများကြီးရှိတာကိုစုံတဲ့စီစစ်ဖော်တို့အရေးယူပေးဖို့လိုအပ်ပါတယ်လက်ရှိဆိုရကမလုံနိုင်ဘူးဆိုရင်ရွေးကောက်ပွဲကနေတက်လာမယ်ဘလို့အစိုးရကဘဲပါဒီကဘလို့နိုင်ငံရေးအာမခံချက်ပေးနိုင်မလဲကျမတို့ပြည်သူလူထုကစောင့်ကြည့်နေပါတယ်အဲ့ဒီလိုနိုင်ငံရေးအာမခံချက်ပေးနိုင်မယ်အစိုးရမျိုးကိုကျမတို့မျှော်လင့်ပါတယ်ကျမတို့မျှော်လင့်ဆောင်စားနေပါတယ်